ဆိုင်လိုဖြစ်စဉ်လေးနည်းနည်းပြောပြချင်လို့ပေါ့နော်ဆိုင်လိုရဲ့စိတ်ထင်မိဖို့ကောင်းကြိုက်တယ်လို့တော့ထင်တယ်ဆရာမလည်းမိဖို့ကောင်းလို့ပဲပြောတာပေါ့နော်ဘာလို့လဲဆိုတော့ပြောဖြစ်လာတဲ့ဒီအခြေအနေအားလုံးကမိဖို့ကောင်းရဲ့လက္ခဏာတွေပဲဒါပေမဲ့ဆိုင်လိုဘလို့ကြိုက်သွားတာလားဘလို့ဖြစ်လို့ဘလို့မှမစဉ်းစားမိနိုင်ဘူးဆိုင်လိုရဲ့ပုံမှန်နေ့စဉ်သွားလာတယ်လို့မျိုးပဲအမှုမဲ့အမှတ်မဲ့ပေါ့နော်ကိုလည်းတစ်ခါတလေ ပေါပေါရှော့ရှော့ဖြစ်သွားတာလားအဲ့လိုမျိုးတစ်ခါလေတစ်ခါမှမထင်မထားတဲ့အချိန်တွေမှာအဲ့လိုမျိုးဖြစ်တာပေါ့နော်ဒီလိုမျိုးပဲအမှုမဲ့မဲ့ဒီလိုမျိုးရားလို့ဒီလိုမျိုးလေးပဲကုတ်နေလိုက်တာပေါ့ဒီသားလေးမှာဒီလိုမျိုးလေးပဲကုတ်နေတယ်ကုတ်လဲကုတ်ပြီးတော့ညလဲအိပ်ပျော်သွားတယ်အိပ်ပျော်သွားပြီးတော့မိဖို့ကောင်ဆိုတာဘယ်လိုမျိုးလဲမိဖို့ကောင်နဲ့ထိမိလူတွေမှာဘယ်လိုဝေနာတွေကိုခံစားနိုင်လဲဆိုတာကိုရှင်းပြပေးထားပါတယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ Moral and Sign လို့ကိုတွေ့ခံစားခဲ့ရတဲ့မိဘကောင်အနေရဲ့အကြောင်းတင်ပြပေးလိုက်ပါတယ်မိဘကောင်တို့မဟုတ် Ruby လို့ဟုလူတိများသော insect တစ်မျိုးဖြစ်ပြီးသူဟာကြိုက်တာတို့မဟုတ်တုတ်တာမလုပ်ပေမဲ့အရေးပြားပုံမှာမတော်တဆချင်းမိဖိမိသွားရင် အစိပ်ပြင်းတဲ့ဓာတုပစ္စည်းတစ်မျိုးကို ထုတ်လွှတ်ပြီးအရေပြားကိုဒဏ်ရာရစေနိုင်ပါတယ်။မိဘကောင်ကိုအရေပြားပေါ်မှာပုတ်တက်မိခြင်း၊ညှက်မိခြင်းတို့မဟုတ်ချီမိခြင်းတို့ကြောင့်ပြင်းရဲ့ခန္ဓာကိုယ်ထဲကဖိတ်ရွင်လို့ခေါ်တဲ့အစိပ်တက်တစ်မျိုးပါတဲ့အရေတွေထွက်လာပါတယ်။ဒီအစိပ်တက်ကအရေပြားကိုပြင်းထန်စွာရောင်ရမ်းစေပြီးမီးလောင်သလိုဆက်ပြင်းပြင်းလာခြင်းချင်းမီးရဲခြင်းနဲ့အရေကြီးမှုတွေရေကြီးမှုအပူလောင်မှုပေါက်ခြင်းတို့ကိုဖြစ်စေပါတယ်။တခါတလေအရေပြားပေါ်မှာလိုင်းလိုက်အနာပုံစံမျိုးတွေ့ရတတ်ပါတယ်။ ိုင်းလူဖြစ်စဉ်လေးနည်းနည်းပြောပြခြင်းလို့ပေါ့နော်ဆိုင်းလူရဲ့စိတ်ထင်မိဖို့ကောင်းကြိုက်တယ်လို့တော့ထင်တယ်ဆရာမလည်းမိဖို့ကောင်းလို့ပဲပြောတာပေါ့နော်ဘာလို့လဲဆိုတော့ပြောဖြစ်လာတဲ့ဒီအခြေအနေအလုံးကမိဖို့ကောင်းရဲ့လက္ခဏာတွေပဲဒါမှဆိုင်းလူဘလို့ကြိုက်သွားတာလားဘလို့ဖြစ်လို့ဘလို့မှမစဉ်းစားမိနိုင်ဘူးဆိုင်းလူရဲ့ပုံမှန်နေစဉ်သွားလာတယ်လို့မျိုးပဲအမှုမဲ့အမတ်မဲ့ပေါ့နော်ကိုလဲတစ်ခါတလေပေါ်ပေါ်ရှော့ရှော့ဖြစ်သွားတာလား အဲ့လိုမျိုးတစ်ခါလေတစ်ခါမှမထင်မှတ်ထားတဲ့အချိန်တွေမှာအဲ့လိုမျိုးဖြစ်တာပေါ့နော်ဒီလိုမျိုးပဲအမှုမဲ့မဲ့ဒီလိုမျိုးရားလို့ဒီလိုမျိုးလေးပဲကုတ်နေလိုက်တာပေါ့ဒီနားလေးမှာဒီလိုမျိုးလေးပဲကုတ်နေတယ်ကုတ်လဲကုတ်ပြီးတော့ညလဲအိပ်ပျော်သွားတယ်အိပ်ပျော်သွားပြီးတော့မနက်နှစ်နာရီလောက်မှမျက်လုံးကအရန်ရှားလာတယ်အရင်ရလာတော့အမကိုရဲ့ဒီလက်နဲ့ပဲပြန်ထပ်ပွတ်တာပေါ့ကိုလည်းမသိဘူးလေအိတ်လည်းအိတ်နေတယ်အဲ့ဒါနဲ့မျက်ရည်အပူတွေပါကျလာကျလာတဲ့ခါမှာမျက်လုံးသားလေးလောင်နေလို့ခံစားရတာဟဲ့ဒါကတော့ပုံမှန် ြစ်မှမဖြစ်တာမျိုးလုံးလည်းအမြဲတမ်းပုတ်နေကြဆိုတော့အဲ့ဒါနဲ့မှန်ထကြည့်လိုက်တော့ရန်လံရန် shock ဖြစ်သွားတာအဲ့ချိန်မှာမျိုးလုံးတစ်ဖက်နဲ့တစ်ဖက်ကမညီတော့ဘူးဒီဘက်တစ်ဖက်ကရောင်ပြီးကြီးနေပြီအခုလည်းကြီးလိုက်အခုလည်းကြီးနေရဲဆိုတော့လေစိတ်ကိုတော့အတက်နိုင်ဆုံးတော့ short ထားလိုက်တယ် short ထားပြီးတော့မျက်နာလေးရေလေးပါလေးတက်ပြီးရနဲ့ထပ်အိပ်ဖို့စူးစားတယ်ပေါ့နော်မနဲ့ကြမှာပဲသွားမယ်ပေါ့ဘာလို့လဲဆိုတော့အချိန်ကလည်းမနဲ့3နာရီလောက်ဖြစ်နေပြီ3နာရီခွဲလောက်ပေါ့ အဲ့ဒါနဲ့ဆေးရုံလေဩအဲ့ဒါနဲ့ပေါ့အဲ့ဒါနဲ့ထပ်အိတ်ဖို့စူးစားတယ်အိတ်ဖို့စူးစားတဲ့ချိန်မှာမဘလုံးမမျက်နှာအိတ်လို့လုံးဝမရအောင်ဘာဖြစ်လို့လဲဆိုတော့လေမျက်နှာတစ်ခုလုံးကလေဆက်ပြီးပူပြီးတော့လေရှားနေတာပြောရင်လည်းပြန်ချက်သိမ်းတော့မြန်ထားလာပြီအဲ့လိုမျိုးရှားပြီးတော့အဲ့လိုမျိုးအရင်ဆက်နေတာဟဲ့ပေါ့ဒါဆိုတော့ဒါဒီလိုမျိုးနဲ့တော့အိတ်လို့တော့မဖြစ်နိုင်တော့ဘူးပေါ့အဲ့ဒါနဲ့ပဲဆေးရုံအမြင်သွားလိုက်တယ်ဆေးရုံသွားလိုက်ပြီးတော့ allergy ဆေးထိုးပေးလိုက်တယ်ပြီးတော့အယောင်ကျဆေးထိုးလိုက်တယ် ဒါနဲ့အိမ်မှာအမြန်ပြန်အဲ့ဘာလို့လဲဆိုတော့နောက်တနေ့မှာလည်းအလုပ်တွေလည်းရှိတယ်မီတင်တွေလည်းရှိတဲ့အခါအကုန်လုံးချိန်းထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်အတွက်ကြောင့်တော့အဲ့လိုမျိုးမဖြစ်စေချင်ဘူးလေစိတ်လည်းမကောင်းဘူးအဲ့နဲ့မနေ့နေ့နိုးလာတဲ့အခါကျတော့ကိုယ့်ရဲ့မျက်နှာကိုကြည့်လိုက်တော့စိတ်တောင်ပူတော့မကောင်းဖြစ်သွားတယ်ဒီဘက်တစ်ဖက်ပါပို့ပြီးတော့ရောင်ပြီးတော့တင်းနေတာပေါ့နော်ပြီးတော့မီးလောင်တယ်လို့အဲ့လိုမျိုးမီးလောင်တယ်လို့မျိုးဘန်းဖြစ်နေတာအခုဆို အခုဆိုပိုတော် ပြန်ထက်ဆိုးလာတယ်ဒီမှကြည့်လိုက်အရေးကြီးလိုမျိုးအဝါတွေပါဖြစ်လာတာနည်းနည်းပေါ့မသတိထားမြင်ကြည့်မယ်ဒီလိုမျိုးတွေနောက်လဲရောက်တဲ့ခါကျတော့ဒေါက်တာရဲတွေ့အောင်ဖုန်းဆက်ပြီးတော့ပြောတော့ပါဘောနော်တက်ပုံလေးပြတယ်လုံးဝအစင်အစင်စင်နေအကုန်လုံးပြထားတဲ့ခါကျတော့မှဒေါက်တာရဲတွေကလည်းตามีโปกองไม่ผิดเลยสร้าดูคอนเฟิร์มลงไล่ได้คอนเฟิร์มลงပြီးတော့ sign ดูကိုตอกရမယ်ซีလိန်းซีတွေပါပြန်ထပ်ပြီးပြန်ပြောတယ်ပေါ့เนาะပြန်ထပ်ပြီးလိုက်တယ်အခုတော့ซีရေလည်းလိန်းထားတယ်အမ် ပျောက်တော့ပျောက်မှာပါမမတော့အဲ့လိုမျိုးစိတ်ထဲမှာတော့ဟိုဟာတော့မရှိဘူးပေါ့နော်ဒါပေမဲ့မျက်နှာဖြစ်တဲ့အတွက်ကြောင့်မလို့အရင်တော့ဂယူဆိုင်နေရတယ်ဒါကတော့အခုအပြင်မှာမို့လို့ဒီကင်မရာထဲမှာမို့လို့ပေါ့နော်ဆိုင်းလို့ရမြင်ရေးဆိုကြည့်လိုက်မကြီးတော့ ဲလိုပါလို့ဒီဗီဒီယိုကိုရိုက်ပြရလဲဆိုတော့ဆိုင်းလူကိုယ်တိုင်အပါဝင်ပေါ့နော်တော်တော်များများကမိဖို့ကောင်ကိုခဏကိုမှကြိုက်တာလို့တွေ့ဘူးတယ်ကြားလဲကြားဘူးတယ်သူတွေပြောနေတဲ့အရာကိုလည်းအများအားဖြင့်ကြားဘူးတယ်ဒါပေမဲ့ကိုယ်တိုင်မကြုံဘူးတော့ကိုယ်လည်းမသိခဲ့ဘူးပေါ့နော်ဒါပေမဲ့ကိုယ်တိုင်ကြုံဘူးတော့မျက်နာမှာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးလည်းတီးလို့ရအောင်ပြီးတော့ဘဟုထုတပို့ပြီးတော့ဂီယူဆိုင်လို့ရအောင်ပေါ့နော်ဒီမိဖို့ကောင်ကြိုက်တယ်ဆိုရင်ကြိုက်တာပဲဖြစ်ဖြစ်သူ့ရဲ့ ဟို poison ပေါ့နော်အရေးတဲ့အကုန်လုံးပြန့်သွားတာပဲဖြစ်ဖြစ်အားလုံးကိုတတိထားလို့ရအောင်ဆိုင်းလူကဒီဗီဒီယိုလေးနဲ့ပြလိုက်တာပါမိဖို့ကောင်ဆိုတာဘယ်လိုမျိုးလဲမိဖို့ကောင်နဲ့ ठी မီလူတွေမှာဘယ်လိုဝေနာတွေကိုခံစားနိုင်လဲဆိုတာကိုရှင်းပြပေးထားပါတယ်မိဖို့ကောင်ဆိုတာ insect ပိုးတစ်မျိုးဖြစ်ပါတယ်လိမ္မော်ရောင်နဲ့အမဲရောင်အရောင်နှစ်မျိုးဆက်အရွယ်ကခါကျင်ကောင်းလောက်ရှိပါတယ်မွေးရည်ဒီနဲ့မိုးကောင်ကန်ဒီစောင်းဝင် ကာလာတွေမှာတခြား insect ပိုးတွေလိုထွက်လေရှိပါတယ်။သူကမီးရောင်ကိုကြိုက်တဲ့အတွက် ူတွေရဲ့အနာကိုရှောက်လာတတ်တာပါလူခန္ဓာကိုယ်ရဲ့တဏှာရာကိုထိမိပြီးလက်နဲ့ဖယ်လိုက်တာမျိုးဖြစ်စေအဲ့ဒီအချိန်မှာသူ့ရဲ့အစိတ်ရည်နဲ့အပန်းခံလိုက်ရပါတယ်အဲ့ဒီအစိတ်ရည်ဓာတ်ကလူရဲ့ရေပြားနဲ့ဓာတ်ပြူပြီးပြင်းထန်စွာရောင်ရမ်းစေတာ မီးလောင်သလိုဆက်ဖြင်းဖြင်းနာကျင်တာနဲ့ညည်းပြီးရေကြည်ဖို့အပူလောင်ဖို့လိုမျိုးထွက်လာတတ်ပါတယ်လူခန္ဓာကိုယ်နဲ့ဓာတ်မတည့်တာကြောင့်နောက်ပိုင်းမှာယာနာပုံစံမျိုးဖြစ်လာတယ်လို့ဆေးပညာရှင်တွေကပြောပါတယ်။လူရေပြားဟာယားတာပူတာ ဆက်ဖြင်းဆက်ဖြင်းဖြစ်တာနာရာတွေအထိခံစားရတတ်ပါတယ်လေပင်ကိုကြိုက်ခံရရင်လည်းအသားတွေတင်းနေပြီးတော့ဟိုဘက်ဒီဘက်လှဲ့လို့မရတော့အထိဝေနာခံစားရတယ်လို့ကိုယ်တိုင်ကြုံတွေ့သူတွေကပြောပါတယ်ဆရာဝန်တွေကတော့ဒီလိုဝေနာခံစားရတဲ့သူတွေကိုတောက်ဆေးရောလိန်ဆေးရောပေးပါတယ်လူတွေရဲ့မျက်လုံးကိုသူ့ရဲ့အစိတ်အရင်နဲ့ထိမိပြီးဆိုရင်မျက်လုံးညည်းရလာပြီးကြောင်ရမ်းတာမျိုးလည်းဖြစ်နိုင်ပါတယ်။အနာကျက်သွားပြီးဆိုရင်လည်းအမာရွတ်တော့မဟုတ်အညိုမဲဆွဲပြီးကြံခဲ့တာမျိုးတွေ့ရတယ်လို့ဆေးပညာဆိုင်ရာကျွမ်းကျင်သူတွေကပြောပါတယ်။ တချို့ကတော့ဒါကိုရေယုံပေါက်တယ်လို့အထင်မှားကြပါတယ်။အသားရည်နူးရတဲ့သူတွေနဲ့ခလင်းငယ်တွေမှာတော့ပိုပြီးတော့ဝေနာပြင်းထန်နိုင်ပါတယ်။ဒါကြောင့်မီးပိုးကောင်ကိုက်ခံရပြီဆိုရင်ဘလို့ကုသမှုလှုပ်ဆောင်တဲ့မှာတလေ။အကိုက်ခံရတဲ့ဒဏ်ရာကိုသွားတိုက်ဆေးလိမ့်မယ်ဆိုရင် တက်တာတယ်ဆိုတာဟုတ်ပါသလား။အဲ့တော့အဲမီးပိုးကောင်ကိုက်ခံရပြီလို့တန်ရရှိတယ်မဆိုရင်ဘာလုပ်ရမလဲဆိုတော့ကိုက်ခံရတာမဟုတ်ဘူးပေါ့နော်အစိမ့်နဲ့ထိတွေ့ပြီးဟေးလို့တန်ရရှိတယ်ဆိုဘာလုပ်ရမလဲဆိုပထမတစ်ဆင့်ကရင်နဲ့ဆက်ပြန်နဲ့ တေချာဆေးပေးဖို့လိုပါတယ်အဲ့တော့ရေနဲ့စပန်နဲ့ဆေးတဲ့ဆိုရင်ဒီမှာကြမ်းကြမ်းတန်းတန်းမဟုတ်ပါဘူးတတလေးဖွဖွားလေး ရေမမြားလေးနဲ့ဆေးပေးဖို့လိုပါတယ်ဆက်ပြအပြော့စားလေးနဲ့ဆေးပေးပါဆေးပြီးပြီဆိုရင်ဒုတိယအဆင့်နေနဲ့က၆တွေ့တန့်စင်နဲ့အဝတ်လေးနဲ့တသားလေးတုပ်မယ်ဖြစ်နိုင်ရင်ရေအေးဘက်လေးကက်ဒါမှမဟုတ်ဘူးဆိုလဲအဝတ်တက်တန့်လေးထဲမှာရေခဲတုံးလေးတွေထည့်ပြီးတော့ရေခဲကက်ပေးပါ15မိနစ်လောက်ကြာအောင်ရေခဲလေးကက်ပြီးပြီးရခါကျရင်တင်ချာအိုင်ယိုဒင်းဆိုလူရှင်ပေါ့အဲ့ဆိုလူရှင်လေးလိမ့်မေးတဲ့နဲ့သူကအန်တီဆက်တစ်ပိုးတည်စေရဲ့အာနိသင်ရှိရဲပြီးတော့မှစတီရိုက်ခရင်လိမ့်မေးမယ်သူကရောင်ရမ်းနာတွေဘာတွေကိုတတ်တာစီပါတယ်ပြီးရခါကျရင်သူကရှားရတယ်ဘာတွေရှိတတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကစူးသိမ့်အရှင်ချောပြီးအေးမြစေတဲ့အရှင်ရှိရဲ ကလမင်းလိုရှေတို့ကန်ဖာပါတဲ့ဟာမျိုးပေါ့နော်အဲ့တဲမှာပန်းရောင်စေးရည်လေးတွေလေဒီလိုဟာမျိုးလေးတွေလိမ့်မိလို့ရပါတယ်လိုအပ်ရင်ပုတ်သက်စီးတယ်တောက်ရတာလိမ့်ရတာမျိုးရှိတတ်တယ်ဒါကြတော့ secondary bacterial infection လို့ခေါ်တဲ့ပိုးဝင်တော့မှ bacteria ပိုးဝင်တော့မှအာမြတ်သားဖက်ကတေချာမကုတဲ့အခါမျိုးမှာဖြစ်စေကုတ်လိုက်တဲ့အခါမျိုးမှာဖြစ်စေပိုးဝင်သွားတတ်တယ် bacteria ပိုးဝင်တယ်အဲ့တော့မှဒါလင်းပုတ်သက်စီးတောက်ရတာမျိုးရှိတာပါဒါကဆီအောင်ရညှို့တော့မှတောက်တာလိမ့်တာမျိုးလောက်ပါ ကိုယ်တော်နဲ့ကိုလုံးဝမလုပ်ပါဘူးဒါလို့အရန်နာတယ် ulceration ပေါ့အနာတွေပါဖြစ်တယ်ဆိုရင်အနေထားမျိုးဆိုကျမတို့ကဒီ anesthetics cream တွေရှိတယ်ထုံဆေးလို့သဘောမျိုးပေါ့နော်နာတာကျင်တာတက်တာရဲ့ဆေးလေးတွေလိမ့်မိလို့ရပါတယ်များသောအားဖြင့်ကတော့တပတ်အတွင်းမှာတက်တာပြောက်ခင်းတက်ပေမဲ့ကိုကအချိန်တွေကစိုးဝါရင်စိုးဝါသလောက်အချိန်ကြာဝါနိုင်တယ်ထိတွေ့တဲ့အစိတ်ပမာဏအများရင်ဖြစ်စေကိုကတိတ်တိတ်ချာချာမကူဘူးအဲပြည့်ရခါကျရတယ်ဟိုဘယ်လိုပြောမလဲ အဲဆင်းမီတို့တွေနဲ့သွားလုတ်တယ်ပယုံစီတွေအရက်ပြင်းနေပောက်ကရရေရှောက်ပြီးတော့လိမ့်မိတယ်ကုတ်မိတယ်ဖဲ့မိတယ်ဆိုရင်ပိုဆိုးသွားတယ်ပိုဆိုးသွားရင်ပျောက်ဖို့ပိုကြာတယ်ကုဖို့ပိုကြာတယ်ပျောက်သွားပြီးဟေ့ဆိုရင်လည်းအမိုက်ကြီးကျန်တယ်သူက hyper pigmentation လို့ခေါ်တာပေါ့နော်အရင်အမိုက်ကမမိန်မျက်နှာရင်မှာဖြစ်ရင်ပိုဆိုးတာပေါ့အဓိကမျက်နှာလဲပင်ခြေတွေလက်တွေမှာဖြစ်တာများတယ်တကယ်လို့ကိုကကုတ်လိုက်မိတယ်ဆိုရင်ဒီကုတ်လိုက်မိတဲ့လက်မှာဒီအစိတ်ကရှိရဲအဲ့ခါတွေကမျိုးလုံးကိုသွားပုတ်မိမယ် ညခုရောင်မယ် periocular dermatitis ဖြစ်မယ်အထက်ကမျက်ကြည်လောအတိမျက်သားတွေ scleroderma တွေထိတယ်အဲ့ခါကျရင် keratoconjunctival dermatitis အထက်မှာပါမျက်သားတွေပါထိခိုက်တာမျိုးဖြစ်တယ်ပေါ့အဲ့တော့မျက်လုံးလည်းထိရဲ့ဒီလက်တွေမျက်နှာတွေဇက်တွေလည်းဖြစ်တယ်တကယ်လို့အမျိုးသားတွေကဒီအမျိုးသားအင်ခါကိုတွားပြီးတော့ထိမိကမ်းမိတာမျိုးရှိရဲ့ဆိုရင် glands of penis ကိုရောင်ရမ်းစေတာဖြစ်တဲ့အတွက်အဲ့နေရာမှာလည်း blanitis ဆိုတာထပ်ပြီးဖြစ်တတ်တယ်အဲ့တော့ အရင်ဆိုရရင်သူကအဖျားတက်တယ်အစ်စ်တေဖျားတာပေါ့နော်အဖျားကြီးမယ်ကိုယ်လက်တွေအစ်စ်မြစ်တွေနှာရှင်ကြိုက်ခဲတာမျိုးဖြစ်တတ်တယ်ပြီးရခါကျရင်အန်တာမျိုးဒီလိုလက္ခဏာမျိုးတွေအထိပါဖြစ်ဖြစ်တတ်ဖြစ်လာနိုင်ပါတယ်